အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစန္ဒီသားသမီးအားလုံးအတွက်26ရက်ဆယ်လ2025ကနေ1ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟောကိန်းကိုကန္နာတဖြစ်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစန္ဒီသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလကဘလူကန်ဒီယားလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အဲ့တော့ဒီဘက်ကလာမှာစနေသားသမီးကျွန်တော်မိတ်ဆွေတွေအရှိပုံအရှိကံကြီးမားတဲ့သူတွေဆိုရင်ဝါသနာပါလို့ထီကန်ဆန်းကျင်နေတဲ့ဆိုတော့ထီတွေပါတွေပောက်တဲ့ကိန်းတွေရှိပါတယ် တော့ထီထိုးကမယ်ဆိုရင်ဘန်ကနာထိုးတင်လဲဆိုတော့နှစ်အစ၄ဆုံးသို့မဟုတ်၅အစ၄ဆုံးတကွမြတ်တကွကန်ဆန်းကြည့်ကြတာပေါ့နော်ပေါအောင်တော့လဲတယောက်တို့ပဲပေါ့နော်ဒါပါတော့အဲ့တော့အဲကျမ်းမာရင်တော့ပတ်သက်ပြီးစပြောခြင်းလို့နော်ကျမ်းမာရင်တော့ပတ်သက်လို့ရှိရင်စနေသားသမီးတွေဘယ်လိုကြောင်းအားလေးတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲဒီကလာမှာကျမ်းမာရင်အညာနဲ့ပတ်သက်လို့ရှိရင်သူကသွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တာနော်သွေးသားဓမ္မတာနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့ကိစ္စမှာပါတယ်အသက်ရွယ်ကြီးရင်းတဲ့သူတွေဆိုတော့သွေးတွေပါတယ်တိုးတက်တဲ့ကိစ္စတွေပါတော့အထူးသတိထားပါဘယ်နော် ။တချို့ကကြတော့အမျိုးသမီးတွေကြတော့သူကကျမကြီးရှုတော့ကပြောကြပါစို့။အိမ်တော်ရှိတဲ့အမျိုးသမီးတွေဆိုရင်ကိုယ်နေပါရရတဲ့ gain လေးရှိပါတယ်။နော်။ရရင်လည်းကောင်းပါတယ်ဗျာနော်။ယူဖို့။တချို့တော့ရှိတယ်အဲတချို့လေးတွေမှာချစ်လို့ရှိတဲ့သူတွေအတူတူနေကြရင်လည်းအဲယူမယ်လို့မယူရဲပဲနဲ့ရုပ်တရက်ထပြီးတော့ကိုယ်နေပါရထားရတဲ့ gain လေးရှိတော့သတိထားပြီးနော်။အဲ့ဒီကြအရှိတူဝါခါနောက်ဆုံးဝါခါနဲ့နောက်ဆုံး abortion တွေပါလေလုပ်တဲ့အနေအထားမျိုးတွေကြုံရတော့မကောင်းဘူးပေါ့လေနော်။ဒါမျိုးတွေမဖြစ်အောင်ကြိုးရင်းကာကွယ်ပါခင်ဗျာနော်။အဲ့တော့ကျမအင်ဂျင်နီယာတို့ဆေးရုံဆေးခန်းတွေပါလေပြမယ်ဆိုရင် အဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြအောင်ကြပြပြနော်အဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြရမယ်နော်အဲပဖပမမနဲ့စားတဲ့ဆေးရုံဆေးကနေအဲပဖပမမနဲ့စားတဲ့ဒီကျန်တာပရိနဲ့စားတဲ့ဆေးရုံနဲ့ပြမယ်ဆိုရင်အနားနဲ့ဆေးနဲ့အမြဲတမ်းတိုးပြီးတော့တက်တာပျောက်ကင်းနေမယ်နော်အဲရှင်းဖို့ရှင်းကကြီးမာတဲ့အဲစနေသားသမီးတွေပေါ့နော်အဲ့ဒါမှာအစိုးရဝန်ထမ်းတွေပါခဲ့မယ်ဆိုရင်ဒီကလာမှာနိုင်ငံတော်အကြီးအကဲယာရုတွေရရှိပိုင်ဆိုင်ပြီးတော့ယာရုကုန်သတင်းတွေပို့ပြီးတိုးတက်အောင်မြင်မယ်ဆိုတဲ့ကိန်းတွေမှာပါပါတယ် ီကလာကစနေသားသမီးတွေအတွက်တစ်ဖက်မှာကောင်းတာတွေများသလိုတစ်ဖက်မှာလည်းစက်ညစ်မလေးတွေရလလေးတွေရှိတယ်သူကအဆိုးကောင်းတစ်ခုရောနေတာတွေ့ရတယ်အဲ့တော့ယာရုတို့ဆောင်ဝဲဖြစ်ထားတဲ့သူတွေဆိုရင်ဒီကလာမှာယာရုတို့တက်တဲ့ဂိမ်းရှိတယ်ယာရုတို့အောင်မြင်တယ်ပေါ့နော်ပြီးတော့ခုနကယာရုတို့ပြီးတော့နိုင်ငံတော်အကြီးအကဲတွေရမယ်တချို့အာခါသာအာခါသာသမားတွေဆိုရင်ဒီကလာမှာလည်းအဲစုတစေတွေရရှိပိုင်ဆိုင်တဲ့အခက်အခဲအကြက်တွေကြီးတွေကနေအောင်မြင်မှုတွေရတယ်ရှင်ပြိုင်တိုက်ခိုက်ပြီးရတဲ့အနိုင်ရမှုလို့ခေါ်တဲ့သူက ကောင်းပါလေဗျာနော်ထက်ထက်တန်ရတဲ့ဂိမ်းပါတယ်အဲ့တော့ရတုတိုးခြင်းတဲ့သူတွေမျောနေတဲ့သူတွေဒီကလာမှမျောနေလို့ရပြီဆိုတော့လေအကြောင်းကြားခြင်းနေပေါ့နော်အဲကိုပိုင်စီဝိုင်းလုံကလောက်ကနေတဲ့သူတွေဆိုလို့ရှိရင်တော့လေဒီကလာမှဆက်တူရှယ်ယာလုံကနေလောက်ဝတ်တဲ့ဂိမ်းရှိတယ်လောက်ရင်လည်းတင်းတော်တယ်ကိုပိုင်စီဝိုင်းတခုစတင်အကောင့်နဲ့ဖော်မယ်ဆိုတော့အကောင့်သုံးတော့ကာလာပဲလက်ရှိလုပ်နေတဲ့လုပ်တွေကိုထပ်ပြီးတိုးချက်ခြင်းနဲ့စာရင်းသားတွေထပ်ပွင့်ခြင်းနဲ့ကုမ္ပဏီရုံးဝယ်တွေထပ်ပွင့်ခြင်းနဲ့ဆိုလဲဖွင့်လို့ရတဲ့ဂိမ်းတွေမှာပါတော့အရန်ကောင်းတာပေါ့နော်ခီးသွွားလုပ်ငန်းတွေလုပ်မယ်ဆိုတော့တအားကောင်းတယ်ဟိုတယ်တခုကန်တို့ခီးသွွားလုပ်ငန်းတို့ပြည်တွင်းပြည်ပခီးသွွားလုပ်ငန်းတို့ကဆက် အရာအရာအကျိုးပေးတဲ့ကာလတည်းမှာပါနေပြီလုတ်ဖြစ်အောင်လုတ်ပေးပါဝန်ထမ်းနေတာဖြစ်ခဲ့မှာကြတော့သူကဘာဖြစ်တယ်လဲမင်းဝန်ထမ်းဆိုတဲ့ခါမှာဒီပုဂ္ဂိယဝန်ထမ်းတွေတော်တော်များများဒီကာလမှာကြတော့လက်ရှိလုပ်တဲ့အလုပ်တွေကနေမလုတ်ချင်တော့ဘဲနဲ့ပြောင်းရင်ရှုပ်ရင်ထွက်ချင်တဲ့စိတ်တွေပေါ်လာတတ်တဲ့ခင်ရှိတယ်ထွက်ရင်ကောင်းမှာမလားလို့စဉ်းစားနေတဲ့သူတွေရှင်နောက်အလုပ်တစ်ခုဘိုင်းနေတာရထားတဲ့ဆိုရင်တော့ထွက်ပါထွက်လို့ရတဲ့ခင်တွေမှာရှိတယ်နော်အဲ့ဒါနောက်လုတ်ပြောင်းလုတ်ပေါ့ကိုယ်ပိုင်စီပွားရေးတစ်ခုအဲထွက်ပြီးတော့အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းလုတ်လို့တင်တော်တဲ့ကာလတည်းမှာဖြစ်တော့နောက်ဆက်မတင်ပါနဲ့အရေးဝင်ဝင်ရှိတို့ပြီးလုတ်ပြအောင်လုပ်ပေးပါ အရေးကြီးတာမှဒီကတခုရှိတာကဒီကလာမှာတမာအူရောချမ်းချမ်းနဲ့လောက်ကင်နေတဲ့စနေသားသမီးတွေဆိုတော့ဘာမှမဖြစ်ဘူးအဆင်ပြေတယ်။သို့တော့မင်းအစိုးရအနေနဲ့ပတ်သက်တဲ့ကိစ္စတွေဥပဒေနဲ့မလွတ်ကင်တဲ့ကိစ္စတွေလောက်ကင်နေတဲ့သူတွေဆိုရင်တော့ဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးအမင်းများကြုံရတဲ့ကိစ္စတွေရှိတယ်။အဲဆိုကြပါတော့တချို့လောင်းကစားနဲ့လုပ်တဲ့သူတွေပြောဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးခံရတာတွေဒါဥပမာပြောပြတာပေါ့နော်။တချို့ဝန်ထမ်းတွေတော့ဖြစ်ခဲ့တယ်။သို့တော့ အချင်းပြချသားရတာဖြစ်စေတခြားကိစ္စတွေကြောင့်ဖြစ်စေပေါ့နော်အဲ့ဒါမျိုးတွေကျူးလွန်မှုတဲ့သူတွေဆိုတော့တိုင်စာပြစ်စာတွေကြုံရတာအဖမ်းဆီးချုံအောင်ဖြစ်တာယာလို့ကြတာမျိုးတွေဆက်ကျင်မဲ့သွားဖြစ်တဲ့တဲ့သူကသူကအမားလို့လို့မရဘူးမန်အောင်လို့လို့ရှိရင်တခြားဘောက်ထိုက်တန်တာရရှိပိုင်ဆိုင်ပါလိမ့်မယ်ဗျာနော်အဲ့တော့ဒီကလာမှာတခုလုံးမဲ့ကြိုင်မယ်ဆိုရင်ကြာပါပြီသားသမီးတွေနဲ့ပူတွဲတိုင်ပင်ပြီးတော့လှုပ်ဖြစ်အောင်လှုပ်ပဲလူရင်းလူယုံတွေဒုက္ခပြီးတော့ဘသူဘသူမှမယုံရင်ပို့ပြီးတော့ကောင်းမယ်နော်တချို့ဒီကလာမှာရှူတယ်ပြစ်စီတွေအဝင်မတော့ဘူးရှိတဲ့ရှူလေးတွေလက်စွပ်လေးတွေပျောက်တာရှတာ အပေါင်းလမ်းရောက်လာတာရောင်းထုတ်လာတာမျိုးလေးတွေဖြစ်တတ်တယ်နော်အဂီယူတစ်ချက်ဆိုင်ပြီးပတ်စံတွေပါရမယ်ဆိုရင်တော့မြေတွေပါတွေဝယ်ဆိုင်တွေပါတွေဝယ်အဝင်တော်တယ်ကားတွေပါတွေဝယ်ခြံတွေပါတွေဝယ်အဝင်တော်တယ်ပဲနော်အဲ့ဒီလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုတော့တအားကောင်းပါတယ်ပဲနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုဘူးစနေသားသမီးတွေဒီကလာမှာစာဝွင့်ဖြစ်ရင်အောင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်အဲ့ဒီဗီဇာလျှောက်တဲ့သူတွေလည်းဒီကလာမှာရပြီဆိုတဲ့သတင်းစကားလေးတွေပတ်စိုးလုပ်လဲအဆင်ပြေပြီဆိုတဲ့သတင်းစကားလေးတွေကြုံရကြတတ်တယ်နော်အဲ့တော့လိုရတဲ့စားစရာတွေကိုဒီကလာမှာအပြည့်စုံဖြစ်စီပါအဆင်ပြေပါတယ် တောင်မကြီးတဲ့ဆက်ပစ္စည်းတွေပါတယ်ဝင်တဲ့ကိန်းရှိတယ်။တချို့အမျိုးသမီးလေးတွေဆိုရင်စိတ်နှဆုံးနဲ့လက်ထက်ခွင့်တောင်းခံရတာမျိုးတွေရစဂျဝင်တဲ့ကိန်းတွေမှာပါတော့ဝမ်းသာဖို့တော်တော်လေးကောင်းတယ်နော်။တောင်မကြီးတဲ့ဆက်ပစ္စည်းတွေတချို့ကဖုန်းတို့လက်တော်တို့တချို့ကဆိုင်ကယ်တို့ဆက်ဘိန်းတို့တီဗီတို့စသည်အဖြစ်ပေါ့။ဒါတွေရစဝင်လာတဲ့ကိန်းတွေရှိတယ်။အဝင်တော်ပါတယ်ကနော်။အဲ့မှာတုံးနေတဲ့အလျက်ဆက်ပစ္စည်းတွေပြက်တာရှတာအဲ short ဖြစ်တာလူတွေတွေဖြစ်လို့ရှင်တော့အများဆုံးလဲလဲပြီးပေါ့အဲ့ဒါတွေကတော့အញ្ញံခိုက်တွေတွေဂျုံသေးလို့နော်ဖြစ်တဲ့ကိန်းရှိတယ်ကို့အနီနာပအောင်ခြင်းသို့မဟုတ်ကို့အနောက်တောင်တောင်ရက်မှာ မီးလောင်တာမီးလန်တာမျိုးတွေကြုံရတဲ့ခင်ရှိတယ်သတိထားနော်ကိုယ်တိုင်နဲ့လျှက်စစ်မီးသုံးဆွဲတာတွေဂတ်ဝတွေပါတုံးဆက်တာတွေဆိုရင်တစ်ချက်သတိထားပဲမီးလောင်တာရှော့ဖြစ်တာပောက်ွက်တဲ့အရာလေးတွေကြုံရတဲ့ခင်ရှိပါတယ်ကြက်မိုင်းရှူတော်တစ်ခုကပြောမယ်ဆိုရင်တော့ဒီကလာမှာသွာလာလှုပ်ရှားလို့ရှိရင်ထိမိခိုက်မီးအက်ဆီဒန့်ဖြစ်တဲ့ခင်ရှိတော့သတိထားပါလို့ထပ်ထပ်လေးလေးအကြံပေးချင်တာပေါ့နော်မွန်ရလေးမနဲ့ခီးသွားတတ်တယ်ကောင်းသောခီးသွားတတ်တယ်ပြပခီးနံညခီးသွားတတ်တယ်လို့ပြည်တွင်းမှာလည်းအပျော်ပါခီးတို့ဖျားဘူးခီးတို့မင်္ဂလာခီးတို့နဲ့ကောင်းသောခီးတွေသွားတတ်တဲ့ခင်ရှိတော့ဝမ်းသာဖို့ကောင်းတယ်ပြေနော် ဲ့လိုဖျားဖို့ခီးတွေပါတယ်ထွက်ပြအောင်ထွက်လိုက်စမ်းပါဗျနော်ထွက်ပြီးတဲ့နောက်မှာအမရန်စမ်းပွင့်ပြီးလက်လာပွားတွေဒီလာတိုးပွားလာမှလေးတွေမြင်ရတယ်ဒီတော့တက်ကြအသက်ရဲ့ကြီးနေတဲ့သူတွေဆိုဒီကလာမှာဘုရားကရဖျားဖို့ဒီကြတာပြည်နဲ့ဆားတဲ့ဖျားတို့နော်အဲ့လိုမျိုးတွေအစားသွားရလာတာလေးတွေအစားဖြစ်တတ်တယ်ဗောနော်သွားရင်လည်းတော်တော်လေးအားကောင်းတယ်နော်အော်ဘလာ26ရက်29ရက်29ရက်30 31နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေမှာတော့အမရန်ကန်ကောင်းတယ်ဗျဟိုဘယ်လိုပြောမလဲတချို့အဆုံးရှုံးထားတဲ့ငွေကြီးတွေအဲ့ကလာမှပြန်ပြီးရရှိတာမျိုးလေးတွေဖြစ်တတ်တယ် ရည်သားဟောင်းတွေကိုမမေ့နိုင်တဲ့သူတွေအဲ့ကလာမှာကိုယ်ပြန်ဆက်သွယ်တာလေးတွေအိမ်တော်ဟောင်းကငါမပါပြီဆိုပြီးတောင်းမပြီးကိုယ်စီပြန်လာပြီးပြန်ပတ်တရာမျိုးတွေရာစာကြံဝတ်တဲ့ဂိမ်းတွေရှိတယ်။ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအစ်တွေရတတ်တယ်။ရှိတဲ့သူတွေလည်းအဲ့ကလာမှာမင်္ဂလာပွဲတွေကျင်းပတာဆက်သက်ကြောင်းလာတာမျိုးတွေရာစာဖြစ်ပြီးတော့ခီးကောင်းသွားတဲ့ဂိမ်းတွေလက်လာပါပွင့်သွားလိမ့်မယ်။ဆိုတော့အာတော်တော်လေးအားကောင်းတာပေါ့အရက်ပိုင်းကအော်နိုဝါလာ28တရက်ကတော့အညံ့လေးတွေရှိတယ်သတိထားပေါ့လူရင်းလူယုံဒုက္ခပြတတ်တယ်နော်။အဲဘယ်သူဘယ်သူမှမယုံနဲ့။မင်းဆိုရတဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးတွေညှိဆုံပြီးတော့အဖမ်းဆီးအစ်စ်စီအမင်းများခံတတ်တဲ့ဂိမ်းတွေရှိတယ်။ မပေါ့နဲ့နော်ထီမီခိုင်မီဒုထတန်ကြောင့်ဖြစ်တယ်လို့အဲ့တော့ကန်ဒီယာရဲ့ထောက်မှုအပြေအဝရအောင်အဖြူရောင်အနီရောင်ပန်းရောင်ကြက်တရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒီကလာမှာပတ်သက်တဲ့သူတွေကလည်းတနင်္လာတောက်ကြလေးတွေဒုက္ခပြီးတော့အထူးသတိထားပေးနော်မင်းမျိုးပန်းရောင်စုံဗရိမနိုင်ပန်းရောင်စုံတစ္ဆပန်းရောင်စုံတစ်ခွပန်းစသည်အားဖြင့်အဲ့ဒီပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုယ်ပိုင်တဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်စေနေရက်ကနေမှာအလှပောင်းထုတ်တဲ့နေရာမှာပဲဖြစ်စေနော်ပြုလို့သုံးဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့တွေကိုကင်ပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင် ရရာလေးခြေချရအောင်ရရာလေးနဲ့ဘာလုပ်ရမလဲဆိုတော့စီတမင်းအပေါ်လေးကိုပေါက်ပေါက်လေးဖြူပြီးတော့မြတ်စွာဘုရားမှာဆုံးကတ်လို့ပြအောင်ကတ်လို့ပြရမယ်အလိုရှိရလေးစနာပြုဆုတောင်းခြင်းအဖြစ်အလိုရှိရလေးတွေပြေဝသွားလိမ့်မယ်ဒါအပြင်ညက်နေဆောင်လေးတစ်ခုမှာဆက်ကူလေးကိုဆက်ကူထဲမှာထညက်ခဲလေးဆက်တခဲကိုထုတ်ပြီးတော့လမ်းဘေးရခိုးလေးတွေကိုပြစ်ကျွေးပြီးတော့ကြုံရတဲ့အညံ့တွေကင်းပါပါစေဆိုပြီးတော့တိုင်တဲ့ဆုတောင်းခြင်းအဖြစ်အညံ့ခိုက်တဲ့ဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်စံနေတန်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျေးမှခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းဝေးပါတယ်ကနော်